ပြောမယ့်အစားဒီလိုမျိုးလေးတွေလည်းပြောကြည့်လို့ရရယ်နော်ဒီမှာဆုံးတစ်ခုကတော့ thanks for your help မင်းရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်တယောက်ယောက်ကကိုယ့်ကိုကူညီပေးလို့ကိုကပြန်ပြီးတော့ကျေးဇူးတင်စကားပြောခြင်းနဲ့ဆိုလို့ရှိရင် thanks for your help မင်းရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလို့ရပါတယ် thanks for your help thanks for your help thanks for your help မင်းရဲ့အကူအညီအတွက်ကျေးဇူးပါ နောက်ထပ်တစ်ခုကတော့ that's very kind of you မင်းကအရင်ကျင်လာရတာပဲ that's very kind of you 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 မင်းကအရင်ကျင်လာရတာပဲနောက်ထပ်တစ်ခုကတော့ i appreciate it ငါတကယ်ကျေးဇူးတင်ပါတယ်။ကိုကတကယ်စိတ်ထဲကနေပြီးတော့လိုက်လိုက်လဲလဲကျေးဇူးတင်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေး I appreciate it ငါတကယ်ကျေးဇူးတင်ပါတယ်လို့ပြောလို့ရပါတယ်။ I appreciate it I appreciate it I appreciate it ငါတကယ်ကျေးဇူးတင်ပါတယ်။နောက်ထပ်တစ်ခုကတော့ I owe you one ်ငါမင်းကိုအကျွေးတင်သွားပြီသူကကြတော့ငါမင်းကိုကျေးဇူးပြန်ဆက်ပါမယ်လို့ပြောတာနဲ့တူတူပါပဲ I owe you one I owe you one I owe you one ငါမင်းကိုအကျွေးတင်သွားပြီနောက်ဆုံးတစ်ခုကတော့ I'm so grateful ငါအရန်ကိုကျေးဇူးတင်ပါတယ် I am so grateful. I'm so grateful. ငါအရန်ကိုကျေးဇူးတင်ပါတယ်။ I'm so grateful. I'm so grateful. I'm so grateful. ငါအရန်ကိုကျေးဇူးတင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။အားလုံးအတွက်လည်းအကျိုးရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။တကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင်တော့ comment ကြီးပေးခဲ့ကြပါအောင်နော်။ပြီးတော့ English Bestie Diary YouTube channel လေးကိုလည်း like, share and subscribe လုပ်ခဲ့ပေးကြပါအောင်ရှင်။ Thanks for watching. Bye.